နင်တော့သူ့လိုဘယ်တော့မှမလုပ်ပါဘူးလို့ငါ့ကိုခရီးပြီးပါမာမင်းကိုချက်လို့ပြရလေမင်းတို့ပြန်ချက်ပြရဒီကားရိုက်တော့လုံးဝ ready မဖြစ်ခဲ့ဘူးပေါ့ရိုက်ဖို့အတွက်ဒါမဲ့လည်းဘလို့ရဖြစ်အကြောင်းကြောင့်ဒီ producer တွေကလည်းရိုက်ပါဦးဦးတို့လည်းရိုက်ပါအစီအပြန်လုပ်ပေးမယ်ဆိုတော့လည်းရိုက်ဖြစ်ခဲ့ပေါ့နော်ဆိုရိုက်နေတဲ့အချိန်မှာလည်းလိုရဲစေးထိုးလိုက်စေးတောက်လိုက်ရှောင်းကရိုက်နေတဲ့အခါကိုကြိုက်တယ်ပြီးတော့သွားလို့ဒီလိုလုံးလုံးလေးချာလုံးလုံးမရတော့အဲ့ဒီကြက်တွေနဲ့ တိုက်ခဲ့ရတယ်။ဘာတက်လဲ။ပတ်စံရှိရဲ့မိမတွေဝင်အောင်ပြီးရတဲ့ပတ်စံနဲ့တထဲခိုက်ပါတယ်။ငါလုံးဝအထင်မကြီးဘူး။နင့်မလူထင်ကြီးခိုင်းနေလို့။နင်ထင်ကြီးမှငါတင်းစားမှာ။ဟဲ့။လူဆိုတော့ကိုယ့်ဘဝနဲ့ကိုယ်ပဲ။ကလေးအခုပေါ့နော်။ငါးနေ့ကြာမှယုံတက်လာပြီဆိုတော့ကိုလည်းဟိုတနေ့ကအဲဒီ ောက်ကြည့်ရအောင်ဒီကားလေးတစ်ကားလုံးခြုံပုံပြီးတော့ကြည့်လိုက်ရတဲ့အခါမှာဒီကားလေးကတော်တော်လေးလဲရိုက်ထားကြပြီဆိုရင်တော်တော်လေးကိုခမင်းဦးရိုက်ထားတော်တော်လေးကိုလက်ချက်ကောင်းကောင်းနဲ့မပြင်းရအောင်ပေါ့နော်ကိုလည်းသဘောကျတယ်ပိတ်သက်နေလဲသဘောကျမယ်လို့ထင်ပါတယ်ဟုတ်ကဲ့တကားလုံးခြုံပုံပြီးတော့ကြည့်လိုက်တာအားရကျတဲ့မရှိပါဘူးတကားမှလေအာရင်တခုနဲ့ပါဝင်ရတဲ့ဒီအခန်းကဏ္ဍကလည်းသူလောက်ပဲလဲရှိရဲကောင်းလဲကောင်းတယ်ပေါ့နော်တကားလုံးခြုံပြည့်နေမှာလေကားလေးကတက်ပြီးတော့မိုက်တယ် တာဒရိုက်တာအနေနဲ့ဆိုတော့ထပ်ကားမြောက်ဘူးသူကားရဲ့တချို့ယုံကြည်ကားတယ်ဆိုရင်မတင်ပြသေးရည်လည်းရှိရပါတော့အဲ့လိုအကြောင်းအကျိုးနဲ့မတင်ပြသေးရည်ကားတယ်ဆိုရင်လည်းတော်လေးကားတော့ရှိတယ်ဟုတ်ဇလန်ကတော့နည်းနည်းလေးတော့လို့ကြည့်ကြည့်ဖြစ်တယ်ပေါ့ကြည့်ဖြစ်တယ်ဆိုတော့ကိုယ်လာကမ်းလာပြီဆိုတော့ရရမနေရနဲ့ပြီးတော့ကိုယ်ရောက်နေအသက်ရွယ်နဲ့ကိုယ်နဲ့လိုက်ဖက်မှုရှိလားကိုအာကိုလုံးနိုင်မလားဆိုရဲဟာရေပုံမှန်ကိုကြည့်ပြီးတော့လက်ခံတယ်။ဒီမတရားလေးကတော့ကို injury ဖြစ်နေတာဆိုတော့ကိုကကျမရဲ့တော်တော်ထိခိုက်ချက်ရင်းနေတဲ့အချိန်ဆိုတော့လေကိုကကိုပဲကျမရဲ့နဲ့ကိုကကိုပဲလုံးမချလဲရိုက်နေတဲ့အချိန်ကဘန်ကောက်ကိုသွားပြီးစီးသွားခုလိုက်ရန်ကုန်ကိုပြန်လာလိုက်အဲ့လိုမျိုးဖြစ်နေ6လလောက်ခုနေရတဲ့အချိန်ကကျမရဲ့မကောင်းတဲ့ခြေရည်နဲ့မနေတော့ဘောတော့လို့မြင်ရတယ်ဒါပေမဲ့အာကိုကြောင့်နဲ့အဆက်လေးကနောက်ဆက်ဖြစ်မှာဆိုလို့ဒီကောက်ကဘယ်မှမရိုက်တော့ဘူးဆိုပြီးတော့လဲပြောတယ်ဒါပေမဲ့လည်းအကုန်လုံးအဆင်ပြေအောင်လုပ်ပေးပါမယ်ပြေချမ်းရှိပါအောင်ရိုက်ပါဆိုတော့ ဟာအဲ့လိုဆိုရင်လည်းရိုက်လိုက်မယ်လေးဆိုပြီးရိုက်လိုက်တာဒီကားထဲမှာနန်းစုရဲ့ဒီရင်တကူ character ကသူကဖြည့်စည်လို့ပြောရင်ပုံမှန်အဲဘသူရဲ့ဖြည့်ဘသူအတွက်ဖြည့်စည်ဖြစ်သွားတယ်လဲဆိုတော့ဒါပြဿနာတွေအတိအောင်ပေါ့နော်အဲ့ပေါ့ဒီစိုက်ရင်ကျတော့မင်းသားမင်းသမီးများများနဲ့ဆိုမြ мян လေးကြည့်ရမှာပေါ့နော်ဒီရဲ့ရိုက်ချက်တွေကလည်းကလူငယ်ဆန်ဆန်လေးနေတယ်အဲ့လိုမြ мян လေးတွတ်တွတ်လေးဒီကားကတည် ြည့်ရတာမပြင်းအောင်အဲ့ဒါရဲမှာမဒရာမာရယ်လဲပါလို့ဆိုတော့အဲ့လိုမျိုးကြည့်လို့ကောင်းတယ်ပြီးတော့ရိုက်ချက်တွေကလည်းလှလှလေးအဲ့လိုမျိုးလေးဆိုတော့လေအကြည့်ရတာဟောဖြစ်တယ်တော့ပတ်သက်ပြီးမပြင်းအောင်ဟုတ်တယ်အဲ့တော့ဖြစ်တာတော့လွန်ခဲ့တဲ့9နှစ်ကျော်ကြာဖြစ်တာဆိုတော့အဲ့ဒါဒီကားရိတ်ပြီးတော့မကြောက်ခိုးဝင်ဖြစ်တာဆိုတော့ကိုဗစ်တို့ကတော့မှတော်တော်လေးနားလိုက်ရတော့အဲ့ချိန်မှာခြေတော့ကတော်လေးကိုပြန်ပြီးတော့အာလေးချက်ယူလိုက်တဲ့အချိန်မှာပြန်ကောင်းသွားတယ်အခုကတော့ဂျွန်နစ်ပိုင်းနှစ်ဖက်သုံးဖက်ထိုးလို့ရတယ်ကျမရဲ့နှစ်ဖက်သက်လို့ရတော့အဲ့လိုမျိုး ဲ့အဲ့လိုမျိုးကြီးကြီးမားမားဆိုတော့အဲ့တစ်ခေါက်ပဲဖြစ်သွားတာအဲ့ကျမရဲ့ network တော့ခံပါလို့မျိုးပုံမှန်ဖြားအောင်ပဲဖြစ်သွားတာလေအဲ့လိုမျိုးဆိုဆိုအဲ့လိုမျိုးအဲ့လိုဆိုဆိုရတာမဖြစ်ဘူးပေါ့ဟုတ်ကဲ့ဆိုတော့ဒီဗီဒီယိုလေးရဲ့အတူလေးတွေကလည်းပြန်ရိုက်လာကြပြီဆိုတော့အဲ့အလေးလေးရိုက်ပြထားပါဦးဒီဟို Royal King Production နဲ့လည်းအဲ့ဒါ15ကားလောက်ရိုက်ထားတာရှိတယ်ပေါ့နော်သူတို့ဒီမတင်သေးတာဖြစ်လိမ့်မယ်အဲ့ဒါလည်းမတင်သေးဘူးတချို့ရိုက်ထားတဲ့ရုပ်ရှင်ကားကြီးတွေလည်းယုံပေါ်မရောက်လာသေးတာတွေလည်းရှိသေးတယ်ပေါ့နော်ဒီဇလန်းနေရာတော့ းချယ်စီစဉ်ပြီးတော့ရိုက်ဖြစ်နေတယ်။အဲ့တော့ဟုတ်တယ်ပြီးတော့မိတ်ကပ်ကလည်းကောမိတ်ကပ်တွေပါလေမပြင်ထားဘူးဆိုတော့လေအဲ့တော့ကနည်းနည်းလေးပုံပြီးတော့ပုံနှုတ်နေတဲ့ပုံစံဖြစ်သွားလားမသိဘူး။ character ရကလည်းအဲ့လိုမျိုးအရန်ပြင်ရတဲ့ character မျိုးမဟုတ်ဘူးဆိုတော့လေအတန်းနိုင်ဆုံးက character ဝင်အောင်လို့ပေါ့နော်။မလှခြင်းပဲနဲ့ဒီကားထဲမှာလှခြင်းလို့မရတဲ့ character ဆိုတော့မလှခြင်းပဲနဲ့ဒီ character ကိုပဲဝင်အောင်လို့တော့စူးစမ်းတာပေါ့။ ့ပြိသက်တွေကိုပြောချင်တာတော့အဲ့တုန်းကနေမကောင်းလို့နေမကောင်းတဲ့အချိန်မှာရိုက်ထားတဲ့တောင်ကအဲ့လိုတိတိကျကျဖြစ်နေတယ်ဗျာအများကြီးတော့